Brighton တင်းကလွယ်တော့မလွယ်ဘူးနော် Manchester United နဲ့တွေ့တဲ့နောက်ဆုံး9ချိန်မှာ Manchester United ကတစ်ချိန်ပဲနိုင်ထားတာကျန်တဲ့၄ချိန်က Brighton တင်းကပဲနိုင်ထားတာထိုက်တိုက်တွေ့ဆုံမှုတွေရတာ Brighton တင်းကတာနေတယ်ပြီးလို့ရှိရင် Brighton တင်းကနောက်ဆုံး9ပွဲမှာရှုံးပွဲလုံးဝမရှိသေးဘူးအဲရှုံးပွဲမရှိဘဲနဲ့တွေ့ခဲ့တဲ့အတင်းတွေထဲမှာစပါးပါတယ်နယူကာဆာပါနယူကာဆယ်ပါတယ်ချက်စီးပါတယ် အဲ့တော့နယူကဆဲကိုနိုင်တယ်ချက်စီကိုလည်းအနိုင်ကန်ထားတယ်ပြီးတော့ဒါစပါတင်ကိုဝေးခွင်းမှာတည်ကြထားတယ်အဲ့တော့ဘရိုက်တန်တင်းကတကယ်မလွယ်ဘူးဗျဒါပေမဲ့ဘရိုက်တန်တင်း6ပွဲဆက်ဒါရှုံးပွဲမရှိဆိုရယ်စံချိန်ကဘရိုက်တန်လိုအလဲလက်အတင်းတင်းအတွက်တော့ဒါလုံးဝထိုက်တန်တဲ့စံချိန်မဟုတ်ဘူးဗျအတင်းကြီးတွေအတွက်ပဲရှိရမယ်စံချိန်အဲ့တော့အခုတွေ့နေရမှာလဲမန်ယူ မန်ယူကလည်းပြောရမယ်ဆိုရင်တော့ဒါ Brighton တင်းနဲ့တွေ့တိုင်းရလက်မကောင်းပေမဲ့ဒါနောက်ဆုံးနှစ်ပွဲမှာအနိုင်ရရှိထားတယ်ပြီးလို့ရှိရင်လည်းလက်ရှိယာရီအိမ်ကွင်းမှာကကျွန်တော်တို့ဒါရှုံးပွဲတစ်ပွဲပဲရှိသေးတယ်အဲ့ဒီတင်းကကျွန်တော် Arsenal ဒီယာရီက Arsenal ရဲ့ဆောင်ရဲကိုကောင်းလွန်နေတာအားလုံးသိလိမ့်မယ်အဲ့တော့ Arsenal မလို့ဒါတို့အိမ်ကွင်းမှာအရှုံးပေးခဲ့ရတာအဲ့တော့ အခုလက်ရှိအခြေစွမ်းအရဆိုရင်လည်း Manchester United တင်းကကောင်းနေတယ်ပြီးလို့ရှိရင် Brighton တင်းရှုံးခွဲကြုံတွေ့ထားရတာကလည်းအဝေးကွင်းမှာအဲ့တော့ Brighton တင်းကအဝေးကွင်းခြေစွမ်းမကောင်းလို့တက်မှတ်လို့ရလို့ Manchester United တင်းကလည်းအိမ်ကွင်းခြေစွမ်းကောင်းတယ်လို့တက်မှတ်လို့ရတယ်အဲ့တော့ Manchester United ရဲ့လက်ရှိခြေစွမ်းအရာလည်း Brighton တင်းကိုအနိုင်ယူနိုင်တဲ့ခန်းစားချက်မျိုးရနေတယ်ဖြစ်တဲ့အတွက် Manchester United တင်း၃ပွဲမြောက်နိုင်ပွဲဒီ၃ပွဲစတိုက်နိုင်တဲ့စံချိန်တစ်ခုတော့ထပ်ပြီးတော့ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေ့ည Man U အနိုင် Brighton တင်ရှုံးပွဲကြုံပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ